ဒရယ်ဖန်ပရိတ်သတ်များမင်္ဂလာပါတည်င်းသူတည်င်းမတွေကို CCP အပတ်စဉ်တင်ပြနေတယ်အပွေးမြင်ပင်တီတွေးစင်ချင်းတည်င်းအမှန်တင်စီစဉ်ကနေပြန်ပြီးတော့ကြိုဆိုပါရစေကျွန်တော်ဆောလာပွဲပါဒီနေ့စစ်စစ်တင်ဆက်ပေးခြင်းကတော့ပြီးခဲ့တဲ့မတ်လ၄ရက်နေ့မှာစစ်ကောက် CRP Telegram Channel ဖြစ်တဲ့နေပြည်တော် Channel ကဖြတ်ချခဲ့တဲ့ဖေခုံမျိုးဆရာတော်နဲ့အမျိုးသားတအူးအသက်ခံရတဲ့ပေါ့အမောက်တရားလှုပ်ဆောင်နေတဲ့တည်င်းအမှားအကြောင်းအရာပဲဖြစ်ပါတယ်တည်င်းအမှားအတိုင်းကျွန်တော်အရေးဖတ်ပြပါမယ် NLD အမခန်ဖေခွန်ရှန်ကျောက်ကဦးစင်းပိန်နဲ့စီဆက်ပိုင်ရှင်ဦးကရမောင်တို့တာအိုက်ဘီကိုကရင် PDF တွေကတနက်နဲ့အချက်ပေါက်များစွာမတည်မချင်းပြစ်ခတ်တက်ဖြတ်ခဲ့တဲ့ဆိုပြီးတော့ရင်းတင်ထားတာပါဒီတဲ့အမကြောင်ရကိုနေပြီးတော့ Telegram Channel မှာဝေပြီးတော့ကြည့်ရတူ၄000ကျော်ရှိနေတာကြောင့်ပြန်နှံ့မှုများနေပြီးနေပြီးတော့ Channel အပြင်စစ်ကောက်စီဝါဒဖြတ် Channel တွေဖြစ်တဲ့ကျော်စွာရွှေနေကြကိုတဲနဲ့ Snow Queen Channel တွေကလည်းထပ်စစ်ဖော်ပြထားတာကိုတွေ့ရပါတယ် ဒီသတင်းအမှားကြောင့်ကိုအချက်လက်စစ်စစ်ကြည့်လိုက်ရခါမှာတော့လွတ်လပ်တဲ့သတင်းမီဒီယာဌာနဖြစ်တဲ့ DVB သတင်းဌာနမှာတော့အောက်တိုင်းဖော်ပြကြောင်းတွင်စစ်ဘေးရှောင်တရားကြော်ရှိပြီး၎င်းတို့အတွက်ထောက်ပို့ကူညီများပေးအပ်ပြီးရင်းနှီးကြမ်းထန်တောင်းနေစဉ်ညနေ၄နာရီဝန်းကျင်မှာအမိမတိလက်နက်ကိုင်ရောက်လာပြီးပိတတ်သွားကြောင်းဖဲခုံတိတက်ခတ်တူအတီးပြုတ်ချက်ဖြင့် DVB သတင်းဌာနမှာဖော်ပြထားတာကိုတွေ့ရှိရပါတယ်။နောက်ထပ်လွတ်လပ်တဲ့တန်တော်တန်စစ်သတင်းဌာနမှာတော့ တနက်ပြတ်ခရရတဲ့တန်ဖုတ်ကြီးဟာတက်တော်59နှစ်ဝါတော်ရှိဝါရှိပြီးဖုတ်ကြီးနဲ့အတူတနက်ပြခံရတဲ့တက္ကဟာအသက်40ဝန်းကျင်စစ်ဘေးရှောင်အမျိုးသားဖြစ်ကြောင်းတန်တော်ရစင်တဲ့မှာဖော်ပြထားပါတယ်အစူပါကြောင်ရနဲ့ပတ်သက်ပြီးအမတ်တစ်၆တိုင်းရင်ဖက်ခုတ် PDF တည်နေပြကြရေးတာဝန်ခံတူကို Federal FBI ကဆက်တွယ်မင်းများကြီးလိုက်တဲ့အခါမှာတော့တိုင်ကန်တော်ကိုဦးစည်းပိုင်လို့ခေါ်ကြတယ်အတက်ကတော့မတီးသေးပါဘူးအမျိုးသားကတော့ကိုပြီးပါ အတက်ကတော့30ဝုကျင်လောက်ရှိမယ်သူတို့ဘာကြောင့်အတက်ခံရလဲဆိုတာစုံစမ်းနေစေပါတန်ရင်အနေနဲ့လိုအပ်တာတွေကိုပူပေါင်းတော်ပြဖို့ဆိုပြီးတော့ပြန်လဲဖြစ်ကြခဲ့ပါလိမ့်လူလက်တဲ့တည်င်းတွေနဲ့ဒေတာတွင်းတည်ထဏာတွေရဲ့ဖော်ပြချက်အရဖေကုံမျိုးတန်ပေါင်းကြီးကြောက်ခါကြောက်ထိုင်တက်ကတော့တပါနေအမျိုးတာတူပိတက်ခံရတဲ့ဖြစ်စဉ်ဟာမှန်ကန်နေပါတယ်တို့တော့ဘယ်လင်းနဲ့ကာယဖွဲ့စည်းကလာရောက်ပိတက်တော်ခဲ့ကြောက်စစ်စစ်အတီးပြူရမြတ်သေးပါဘူး အဆိုပါကြောင်ရမှာတပ်ထန်ခံရတဲ့ဖဲခုတ်ဆရာတော်တပါးနဲ့အမျိုးသားတဦးရဲ့ဖြစ်စဉ်ကိုအခြေခံပြီးတော့တိုင်းရင်တန်းတွေအခြေချင်းကြားလူမျိုးရင်းနဲ့ဘာသာရေးပဏိပခဖြစ်စေအောင်ရည်ရွယ်ချက်ရှိရှိရည်တာလို့ဆိုနေတဲ့ဝါဒဖြတ်တည်င်းဖြစ်ကြောင်းစစ်စစ်တွေ့ရှိခဲ့ပါတယ်။ပရိတ်သတ်တွေအနေနဲ့လည်းလှုပ်လှက်တဲ့မီဒီယာတွေမှာဖော်ပြထားတဲ့တည်င်းတွေမဟုတ်ဘဲအခြားတည်င်းတွေကိုအလွယ်တကူမယုံကြဖို့နဲ့တေချာစစ်စစ်ပြီးမှယုံကြဖို့အတွက်ကျွန်တော်တို့ရဲ့အပွေးမြင့်အပင်တိတွေးစစ်ချစ်တည်င်းအမှတ်တိစီစီကနေတိုက်တွန်းချင်ပါတယ်။ နောက်တစ်ပတ်မှလည်းဘလူတတင်းသူတတင်းမတွေကိုစစ်စစ်ပြီးတင်ဆက်ပေးမလဲဆိုတာစောင့်မျှော်နားဆင်ပေးကြပါအောင်လို့ပြောရင်း DCC ကနေနှုတ်ဆက်လိုက်ပါတယ်ခင်ဗျာ